ကိုဒီနိုရဲ့နှုတ်ဆက်ထွက်ခွာခြင်းအားဆိုရင်တော့စိတ်နှုတ်မြမပြည်သူတွေကိုငယ်ပေမဲ့လည်းကျမကြီးကိုလစ်လူမရှုသင့်ဘူးဆိုတာကိုတတိပေးသွားတာလည်းပါတယ်။တွေးတိုးယောဂါရှိတဲ့သူကဒီနှလုံးယောဂါရှိနေတော့တွေးတိုးနှလုံးစည်းကြိုဆိုရယောဂါ၃ခုတစ်ခုဖြစ်ရင်ကျန်တဲ့နှစ်ခုကလည်းအလိုလိုလိုက်ပြီးဖြစ်သိရှိပါတယ်။ဒါကြောင့်မလို့ကျမတို့ကဒီယောဂါရဲ့ risk factor တွေထဲမှာဆိုရင်ပြုပြင်လို့ရတဲ့အချက်တွေရှိတယ်။အဲဆိုရင်ပြုပြင်လို့ရတဲ့အချက်တွေကဘာလဲ ကိုလည်းလှုပ်ရှားမှုမရှိတာမျိုးတို့ဝါတာမျိုးတို့စိတ်လိတ်တောက်တာတို့အရက်တောက်တာတို့เนาะဒါဆို sustain abuse ပဲမွေးရစေဝါအတုံးဆွဲတာဒါတွေကကို control လုပ်လို့ရတယ်ထိန်းချုပ်လို့ရတယ်အဲ့တော့ကျန်းမာတဲ့ lifestyle healthy lifestyle ကိုသာလူတွေကလိုက်နာမယ်ဆိုရင်ကုဆတ်ခြင်းကြောင့်မဟုတ်တဲ့ non communicable disease တွေအကုန်လုံးကိုတွေ့တင်ကောက်ွယ်ပြီးသားဖြစ်တယ်ကျွန်တော်တို့ကြောက်ခရနဲ့တယောက်နှုတ်ဆက်ထွက်ခါခြင်းကဘယ်ချိန်မှစဖြစ်ွားနိုင်တာဖြစ်တဲ့အတွက်ကိုယ်ရဲ့နှုတ်ဆက်ထွက်ခါခြင်းတွေအတိုင်းမှာစိတ်ဖြောင့်မှုအတွက်အမြဲတမ်း ready ဖြစ်အောင်ကြိုးစားနေသင့်တယ်ဆိုရဲ့ message လေးပေါ့နော်အကိုကအဲ့လိုပြောရတယ်အဲ့လိုခန်းစားရပါတယ်။ကိုဒီနိုရဲ့နှုတ်ဆက်ထွက်ခွာခြင်းအရဆိုရင်တော့စိတ်နှုတ်မြမပြည်သူတွေကိုငယ်ပေမဲ့လည်းကျမရေးကိုလစ်လူမရှုသင့်ဘူးဆိုတာကိုသတိပေးသွားတာလည်းပါတယ်။အဲနောက်တစ်ခုကကြပါဘောနော်ကျမရေးဆောက်ရှောက်မှုအပိုင်းပေါ့ကျမရေးဆောက်ရှောက်မှုအပိုင်းကဒီလိုမျိုးလူစုလူဝေးများတဲ့ရှိုးပွဲတွေ shopping center တွေပွဲစည်းတွေအဲမြည်သည့်နေရာမှာမဆိုဘောကျမရေဆောက်ရှောက်မှု medical things ပေါ့ first aid thing ကအမြဲတမ်း stand by ရှိတဲ့နေဆိုတာလေးလည်းပြသွားတယ်နောက်တစ်ခုက ျမတို့ကြောက်ခွနဲ့တယောက်နှုတ်ဆက်ထွက်ခါခြင်းကဘယ်ချိန်မှစူဖြစ်သွားနိုင်တာဖြစ်တဲ့အတွေ့ကိုယ်ရဲ့နှုတ်ဆက်ထွက်ခါခြင်းနေအတိုင်းမှာအာဘယ်လိုပြောမလဲလိပ်ပြာလုံဖို့စိတ်ဖြောင့်မှုအတွက်အမြဲတမ်း ready ဖြစ်အောင်ကြိုးစားနေတဲ့ဆိုရဲ့ message လေးပေါ့နော်အကိုကအဲ့လိုပြောရတယ်လို့ခန်းစားရပါတယ်ဒီနှလုံးသွေးကြောပိတ်တဲ့ယောဂ coronary heart disease ပေါ့နော်နှလုံးသွေးကြောပိတ်တာက လူငယ်မာရောလူကြီးမာရောဖြစ်တတ်ပါတယ်အဲ့တော့လူငယ်မာဆိုရင်ခုခေတ်30လောက်ကစရပါဘောနော်30 40လောက်ကစရတယ်အဲသူကဘလိုလူမျိုးတွေမှာဖြစ်နိုင်လဲဆိုရင်တော့မိသားစုမျိုးရိုးရှိတဲ့သူတွေနောက်တစ်ခုကကျတော့အဝလုံးတဲ့သူတွေကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေအရက်တောက်တဲ့သူတွေဆေးလေးတောက်တဲ့သူတွေပြီးရခါကျတော့ fast food တွေစားတဲ့သူတွေဘလိုလူမျိုးတွေကပို့ပြီးတော့ဖြစ်မှု chance များပါတယ်နောက်တစ်ခုကကျတော့တွေးတိုးယောဂရှိတဲ့သူကဒီနှလုံးယောဂရှိနိုင်တယ်နော်တွေးတိုးနှလုံးစည်းကြိုဆိုရယောဂ၃ခုတစ်ခုဖြစ်ရင်ကျန်တဲ့နှစ်ခုကလည်းအလိုလိုလိုက်ပြီးဖြစ်တဲ့ရှိပါ ါတယ်။ဒါကြောင့်မလို့ကျမတို့ကဒီယောဂရဲ့ risk factor တွေထဲမှာဆိုရင် ပြုပြင်လို့ရတဲ့အချက်တွေရှိတယ်ပြပြင်လို့မရတဲ့အချက်တွေရှိဥမာမိမမျိုးရှိတာဘလို့မှပြပြင်လို့မရဘူးအဖေအမေမှာတွေးလို့ရှိတယ်အဖေအမေမှာနှလုံးရောဂါရှိရအဖွားကနှလုံးရောဂါရှိတယ်ဒါတွေကကျမတို့ပြပြင်လို့မရဘူးโอเคအဲ့ဆိုရင်ပြပြင်လို့ရတဲ့အချက်တွေကဘာလဲ ကိုလည်းလှုပ်ရှားမှုမရှိတာမျိုးတို့ဝါတာမျိုးတို့စိတ်လိတ်တောက်တာတို့အရက်တောက်တာတို့เนาะဒါဆို substance abuse ပဲမူရစေဝါအတုံးဆွဲတာဒါတွေကကို control လုပ်လို့ရတယ်ထိန်းချုပ်လို့ရတယ်အဲ့တော့ကျန်းမာတဲ့ lifestyle healthy lifestyle ကိုသာလူတွေကလိုက်နာမယ်ဆိုရင်ကုဆတ်ခြင်းကြောင့်မဟုတ်တဲ့ non communicable disease တွေအကုန်လုံးကိုတွေ့တင်ကာကွယ်ပြီးသားဖြစ်တယ်။ဘာ ਈ ပါမလဲဆိုရင်သွေးတိုးနှလုံးစီးကျိုးကန်ဆာအစသဖြင့်ပေါ့ဒီယောဂတွေအားလုံးကိုကာကွယ်နိုင်တယ်။အဲ့တော့ဝါတယ်ဆိုရင်ကိုကိုလေးချိန်ကိုရှော့မယ်။ နော်အလေးချိန်ငန်းလုပ်မယ်လမ်းအလေးချိန်ငန်းလုပ်တဲ့နေရာမှာဆိုလဲသူသတ်မှတ်ထားတဲ့ဆန်နှုံးရှိရယ်တပတ်မှာမိနစ်150အနည်းဆုံးကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်ကိုကအသက်30ကျော်ပဲ20ကျော်ပဲဆိုရင်ဂျင်သွားနိုင်ဂျင်သွားပေါ့အာကစားတစ်ခုခုဘောလုံးကစားလားဘတ်စကတ်ဘောလားစက်တောင်လားစသဖြင့်အဲ့လိုမျိုးပုံမှန်လေးလိုက်စား အစားတောက်စားရခါကျရင်ပူပူနွေးနွေးနဲ့အာဟာရရှိရှိအိမ်ရချက်ပြုတ်တဲ့ဟာတွေကပိုပြီးပေးကင်းတာပေါ့နော်အဲ့တော့ fast food တွေအစီအိမ်များတာတွေတက်နိုင်သမျှရှောင်းမစားနဲ့လို့မပြောဘူးနော်တက်နိုင်သမျှရှောင်းအများစုသည်အိမ်မှာချက်ထားတဲ့ဟိုပူပူနွေးနွေးအာဟာရရှိရဟာတွေကိုစားပါပြီးရခါကျရင်ရေများများတောက်ပါရေများများတောက်ပါဆိုရင်လည်းမယူရတနေ့ရေ3ကလောက်တောက်များများနေပြီလို့ထင်တယ်အဲ့လိုမဟုတ်ဘူးလေတက်မှု1လီတာနဲ့ချိန်မယ်ဆိုရင်2 to 3လီတာလောက်တောက်ပေးတဲ့ အဲ့ဒါမှအာဘယ်လိုပြောမလဲခန္ဓာကိုယ်မှာသွေးလက်ပတ်မှုကောင်းတာသွေးတစ်တာရဲ့ဘာတွေမဖြစ်ပါလိမ့်နော်ရှင်များများတောက်ရမယ်ဟင်းတင်းဟင်းပဲအတီးအနှံကိုပိုးစားပေးရမယ် red meat လို့ခေါ်တဲ့အဲအမဲသားတို့ဘာတို့ပေါ့နော်အဲ့ဒါတွေဝက်သားတို့ဘာတို့ကတိတ်ပြီးတော့အကျဲမိုင်နဲ့မင်းညစ်ကို white meat လို့ခေါ်တဲ့ငါးငါးစုံမကြိုက်ကြဘူးငါးကအင်မတန်ကောင်းတာငါးမှာပါတဲ့ omega 3 fatty acid ကနှလုံးကျန်းမာရေးကိုကောင်းစေတယ်သွေးထဲမှာရှိတဲ့ cholesterol level ကိုချစေတယ်အဲ့တော့ငါးစားတဲ့သူတွေကနှလုံးရောဂါဖြစ်ဖို့အတွက် chance နည်းတယ်ပြီးရခါကျရင်သူက အုံနောက်မှန်ညာကိုလည်းကောင်းစေရပါဘောเนาะတချို့ဆိုရင် omega 3ငါးကြီးစီဖြစ်စစ်စီတွေတောက်ကြရမျိုးလည်းရှိရเนาะ white meat လို့ခေါ်တဲ့ငါးစားပြီးကြက်သားစားပြီးဒီလိုဟာမျိုးစားပေးရမယ်ပြီးရခါကျရင်ဆေးလိတ်ကတော့လုံးဝဖြတ်ရမှာရှက်ရမှာဒါပေမဲ့အရက်ဆိုရင်တော့တောက်ပါလို့တော့ပြောလို့ရသေးတယ်တောက်ပါဆိုတော့အများကြီးတော့မဟုတ်ဘောเนาะ moderate drinking ပေါ့အသင့်အတင်ပေါ့တို့ပြောတာဆိုရင်မြောက်ကြလေးဆိုရင်နှစ်ပတ်ပေါ့တစ်ပတ်ကူနှစ်ပတ်နှုံးပေါ့မင်္ဂလိဆိုတစ်ပတ်ပေါ့စသဖြင့်ပေါ့အဲ့လိုပြောတယ်မသိဘူးအတိုင်းတာတော့ထားပါဒါပေမဲ့အသင့်အသင့်တောက်တာ social drink တောက်တာမျိုးကတောက်တာလက်ခံလို့ရတယ်ဒါပေမဲ့ဆေးလိတ်ကတော့လုံး လုံးဝမတောက်ပါဘူးစေးလိုက်မှာပါတဲ့ chemicals တွေကဒီသွေးကြောတွေမာကြောစေတယ်သွေးကြောစေကိုထိခိုက်ပျက်စီးစေတယ်အဲ့တော့သွေးကြောတွေမာလာပြီးကျဉ်လာပြီးဆိုရင်အဲဘယ်လိုပြောမလဲဆိုပါဆိုဒီပိုက်ရေပိုက်တစ်ခုလိုပဲတွေးကြည့်ကြည့်ရေပိုက်အကျယ်ကျယ်လေးမှာပုံမှန်ရေတွေစီးဆင်းတာနဲ့အဲ့ရေပိုက်ကကျင်းဝါပြီဆိုရင်အားနဲ့စောင့်ပြီးတော့လောက်ရတယ်နော်အားနဲ့စောင့်ပြီးနှစ်ဖြစ်စီးဆင်းရဖြစ်တဲ့အတွက်သွေးပေါင်တွေတက်လာမယ်နှလုံးကိုစောင့်လို့လာမယ်အဲ့လိုသွေးတိုးတာမျိုးတွေဖြစ်လိုက်မယ်သွေးကြောတွေထူလာမယ်မာလာမယ်ပြီးရခါကျရင်သွေးတင်းကိုလက်စထရောတွေတက်လာမယ်အဆီအိတ်တွေစားတော့နော်အဲ့တော့ တွေးရမြန်မြန်စီးစင်းတဲ့အခါကျရင်ဘယ်လိုဖြစ်မလဲဆိုတွေးရပို့ပြီးပစ်လာတာသိလားရေကိုပဲဖြော်ရေတစ်ခုအရေတစ်ခုအဲ့လိုခခခခဆိုပြီးမှွေကြီးကြီးအဲ့လိုခခခခမြန်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 လှုပ်လေလှုပ်လေတော့ပစ်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 လာလေတွေးလဲထုံနေလကောင်မယ်အဲ့လိုမျိုးတွေးပစ်လာတာမျိုးရှိတတ်တယ်အဲ့တော့တွေးတဲ့အစီအစိမ့်နေနဲအောင်လှုပ်ရှားမှုတွေလှုပ်ပါအစီအိမ်ကိုရှောင်ပြီးတော့စားပါဒါက prevention ပေါ့ prevention ဒီလိုအတိုင်း lifestyle maintain လုပ်ဝါနိုင်မယ်ဆိုရင်ခုနကပြောတဲ့ယောဂါတို့ကကာကွယ်ပြီးသားဖြစ်တယ်အခုပြောရတဲ့ လိုက်ဆိုင်လေးတွေကိုလူငယ်တွေရောလူကြီးတွေရောလိုက်နာမယ်ဆိုရင်နံပါတ်၁ကာကွယ်နိုင်တယ်နံပါတ်၂ဖြစ်ရင်လည်းထပ်မဖြစ်အောင်ပြင်းထန်မှုကိုလျှော့ချပေးနိုင်ပါတယ်ကြောက်လို့ရတယ်ကောက်ရုံးမီတော့မလုံနဲ့အခုကြောက်ပြီးတလားလောက်နေတဲ့အခါကျရင်မိသွားတာမျိုးပေါ့နော်အခုချိန်မှာတော့ကျမရုပ်ကူးဆိုင်ရမယ်နှလုံးကိုနှင်းပြရမယ်ဒေါက်တာဆင့်ဗီဒီယိုတွေကိုကြည့်လိုက်တယ်ပေါ့ပြီးလဲပြီးတော့နောက်တစ်နေ့ကျတော့မိသွားပြီးတော့စားခြင်းလိုစားနေခြင်းနေလို့မရပါဘူး consistency is the key ပါအဲ့တော့ကျမ်းမာတဲ့စားတောက်နေထိုင်မှုကိုကိုကမှန်မှန်လေးဟိုပုံမှန်လေးရှိွားတဲ့အလေးအကျင့်လို့ဖြစ်တာပေါ့နော် စေးတောက်တယ်ဆိုလဲနေ့တိုင်းထမင်းစားရင်ဒီသွေးကြဆေးကိုလည်းမှန်မှန်တောက်စီးကြိုကြဆေးကိုလည်းမှန်မှန်တောက်ဒါမှနောက်ဆက်တွဲတွေမဖြစ်ပါတော့သွေးရောစီးကြိုတွေရဲ့နောက်ဆက် complication ကဒီနှလုံးရောဂါဝင်တာပဲ heart attack တွေဘာတွေဖြစ်လာနိုင်တာ ਉ နော်အဲ့ဒါမျိုးဖြစ်တဲ့အတွက်ကြောက်ဝါတာမှန်တယ်ကြောက်ဝါပြီဆိုရင်ဘာတွေကဖြစ်နိုင်လဲငါတော့ဘာချက်တွေပြင်ရမလဲဆိုတာဂရုစိုက်ပြီးတော့ပြင်ပါအဲ့တော့လူတွေအဓိကကဘာလဲဆိုအစားမရှောင်ခြင်းဘူးသူတို့အခု enjoy လုပ်နေတဲ့အရာတွေမစွန့်လို့ချင်ဘူး okay မစွန့်လို့ချင်တာမှန်တယ်ဘယ်သူမှလည်းမစွန့်လို့ခိုင်းဘူးဒါပေမဲ့အသက်ကြီးရဲ့အထိပြောခြင်းတယ်မလားအသက်ကြီးရဲ့အထိပြောခြင်းတယ်ဆိုရင်အခုအရွယ်ရှိတုန်းမှာ ျမ်းမာရေးလိုက်စားပါအဲ့ဒါဒီကိုအသက်ကြီးရဲ့အထိကို ဘဝကိုပျော်ပျော်ရွှင်ရွှင် enjoy လုပ်နေနိုင်မှာဆိုပါစို့ကိုကဒီ20 30ဝင်းကျင်မှာနေကျင်တယ်လို့ပစ္စလက်ခတ်နေခဲ့တယ်ပစ္စလက်ခတ်နေတယ်ဆိုရင်လည်းအရက်တွေအရန်တောင်းမယ် drug တွေအရန်သုံးမယ် fast food တွေအရန်စားမယ်အဲ့ချိန်တွေလည်းမမှန်ဘူးအဲ့ချိန်အိမ်မမအဲ့ချိန်မအဲ့လိုညွေနေခဲ့မယ်ဆိုရင်50 60လောက်ရောက်တဲ့အခါကျအရန်ကြနေပြီအရန်ထိနေပြီအဲ့ချိန်မှာအာမြင်မှုကမှကျမ်းမာရေလိုက်စားပြီးလုပ်တဲ့သူကလုံးဝ strong ဖြစ်ပြီးတော့ကဲသူလူငယ်တွေနဲ့အပြိုင်ကဲနေနိုင်တဲ့အချိန်မှာကိုကအဲ့ချိန်မှာရှုနာရှိုက်ကုန်ကြီးဖြစ်နေပြီးယောဂါတွေဖြစ်နေပြီးအာငယ်တော့အစီအစိမ့်တွေအမြန်စားခဲ့လို့စီးက ိုတွေဖြစ်နေပြီဆိုအဲ့ချိန်မှာကိုက happy birthday ဆိုရင်တော့ birthday cake ကိုမစားနိုင်တဲ့အနေအထားမျိုးရောက်နေပြီလေဘယ်လိုပြောမလဲပြီးစလေပေါ့မနေနဲ့ပေါ့အခုရေကလေးကအစမရေလိုက်စားတဲ့အလေးချိန်တွေကို practice လုပ်ပေးပါအခုကြောက်ပြီးတော့မေ့ဝါတာမျိုးမဖြစ်ပါစေနဲ့အာ heart attack ကသူကအဓိကကအသက်တည်ဆုံးကသူ့ရဲ့ complication ပေါ့ heart attack ရဲ့ complication ကြောင့်အသက်တည်ဆုံးတာ complication ကဘာလဲဆိုရင် number 1က arrhythmia နှလုံးကခုန်ကျင်တယ်လို့ခုန်တာ heart attack ဖြစ်တယ်ဆိုတာကဘာလဲဆိုနှလုံးကိုသွားတယ်သွေးလွှတ်ကြော 东乡市一部，哎、啊，妈妈白马鸡呀，那炒，哎，那炒你还要炒白皮黑蒜多啊皮。那 အဲ့တော့နှလုံးကြွက်သားတွေကအောက်ဆီဂျင်တွေဟာရတ်တွေမရတော့ဘူးမရတော့ခါမှဒီကြွက်သားကပုတ်သွားတယ်ပုတ်သွားတော့အလုံးမလုံးနိုင်တော့ဘူးအရင်ကလည်းယောဂအခန်းကလည်းရှိတယ်ဆိုဆိုလိုချင်တာကဟိုဘယ်လိုပြောမလဲကားအပြက်ကြီးကားတိုက်တာနဲ့ကားအစ်စ်ကြီးကားတိုက်တာနဲ့မတူဘူးလေနော်အဲ့တော့ငိုကလေးကထိခိုက်မှုများနေတဲ့နှလုံးဆိုပို့ပြီးထိခိုက်တာပေါ့နော်အဲ့တော့သွေးခဲကအာဒီသွားပိတ်လိုက်တယ်အစီခဲကသွားပိတ်လိုက်တယ်သွေးမလျှောက်တော့ဘူးပိတ်သွားတာအဲ့မှာနှလုံးကခုန်ကျင်တယ်လို့ပြောတော့ခုန်တော့မယ်အမြန်နာအရန်မြန်နာလည်းဖြစ်ချင်းဖြစ်မယ်လုံးဝမခုန်တော့တာလည်းဖြစ်လာခုန်လိုက်ရက်လိုက်ပျောက်သွားလဲအဲ့လိုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါအရီသမီးအကြောင်းသိ တာ။အော်နောက်တစ်ခုကကြာကာဒီယိုဂျန်နေရှော့နှလုံးမာဆယ်တွေကသူ့အလုပ်သူလုပ်ရတယ်။သွေးကိုညှစ်ပေးရပတ်လုပ်ပေးရအဲ့လိုမလုံနိုင်တော့ဘူး။အဲ့လိုမလုံနိုင်တဲ့အခါမှာဒီကာဒီယိုဂျန်နေရှော့ကြောင့်အသက်သေဆုံးတာဖြစ်ရတယ်။နောက်တစ်ခုကကြာတော့ cardiac arrest နှလုံးကကွဲထွက်သွားတာ။နော်ဒီနှလုံးကြွက်သားတွေက severely damage ဖြစ်နေအရန်ကို ထိခိုက်ပျက်စီးရတဲ့အခါမှာလုံးဝကွဲထွက်သွားပြီဆိုမှတော့ဘာမှလုပ်လို့မရတော့အဲအကြောင်းအသက်တည်ဆုံးတာပေါ့နော်အဲ့တော့အဲ့လိုအနေထားအားကြောင့်တည်ရဟာကတာဖြစ်တိုင်းအသက်တည်ဆုံးတာမျိုးမဟုတ်ဘူးအဲ့တော့ဟာကတာဖြစ်တဲ့အချိန်မှာဘာလုပ်လို့ရမလဲဆိုမှတော့နှလုံးသူတက်ရှူသေးလား check လုပ်ပေါ့ breathing ရှိလားအသက်ရှူသေးလားအသက်ရှူမလားအသက်မရှူဘူးဆိုရင် CPR ပေးရမယ်နောက်တစ်ခုကသူဒီနှလုံး သွေးကြောပိတ်တယ်တဲ့အနုကအရင်ကလည်း heart attack ဖြစ်ဖြစ်ဘူးရယ်ဆိုတာတိထားတယ်ဆိုရှင်းရှင်းအဲ့ဒီမှာသူ့ကိုသွေးခဲပျော်စီတိုက်ထားရမှာ aspirin တော့လကောင်း nitrite တော့လကောင်းပေါ့သူ့မှာ symptom တွေပြလိမ့်မယ်အဲ့လိုမဖြစ်ခင်မှာချွေးစည်းတွေပြန်လာမျိုးတို့ chest pain ရေဘက်အောင့်လာမျိုးတို့မေးရိုးတွေကြိုက်လာတာမျိုးတို့တက်ရှူလို့မဝတာမျိုး symptom တွေတခုခုသူ symptom တွေဖြစ်လိမ့်မယ်အမှန်ကအဲ့လိုလူမျိုးကဆေးလေးတွေတော့စောင့်ထားတဲ့နေ okay လူကမဆောင်တော့အေးမကြီးဘူး medical thing ရှိတယ်ဆိုရရဟာသွားတက်ဖြစ်မှုတယ်လေးဆိုရင်သူ့ပါဆက်ထဲကို nitrate လေးထည့်လိုက်မယ် aspirin လေးတိုက်လိုက်မယ်အသက်မရှိဘူးဆိုရင် CPR လေးကိုမှန်မှန်ပေးလိုက်မယ်ဆိုရင်တော့ဟိုဘယ်လိုပြောမလဲသူ့ကိုနည်းနည်းလေး safe လုပ်ထားနိုင်တယ်မှာပေါ့လေနောက်ထပ်ဘယ်အရွယ်ကောင်းဘယ်အညွန့်ကောင်းဘယ်တမိုးရှိတဲ့လူကိုမှငငယ်ကြီးကြီး ီလိုယောဂါမျိုးသတိလက်လွတ်ဖြစ်ပြီးတော့အသက်တေဆုံးသွားတော့မဖြစ်စေချင်ပါဘူးစိတ်မွားမှာအချစ်ချောင်းမပြောဘဲနဲ့1 million ဖြစ်ရအဲ့ဗီဒီယိုတခုပဲရှိသေးရဲ့ဘွားမှာစိတ်ရဲ့ဗီဒီယိုတွေဆို relationship ကြောင်းပြောတဲ့ဗီဒီယိုတွေဆိုရှိရဲ့စိတ်ရဲ့ page မှာ မီလီယံတွေကျော်ပြီးအမှတချို့တွေဆိုလည်းတို့ခန်းစားချက်တွေပြောတာရှိတချို့တွေဆိုလည်းအငင်းခုန်တွေရန်ဖြစ်ကြတာတွေအဲ့လိုမျိုးတွေမျိုးစုံပေါ့နော်ဒေါက်တာစိတ်ဆိုတာ ਨੇ တို့ကဒီ relationship ကြောင်းအချက်ကြောင်းပဲမြင်တာပါစိတ်ကဘတော်မှ relationship coach မဟုတ်ပါ relationship နဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ကိုယ်နဲ့တခါမှ create မလုပ်ဘူးဒါပေမဲ့စိတ်ကိုမြင်မီဒီယာတွေက mic ထိုးပြီးတော့အဲ့ဒါပဲမေးတယ်အဲ့တော့ဘာလို့ relationship ကြောင်းပြောရတာလဲဆိုမေးလို့ဖြေရတာပါဒါတွေဒီ စိတ်ပြောတာတွေဒီအမှန်တရားဟုတ်ချင်မှာဟုတ်မယ်ဒါစိတ်ရဲ့ personal feeling personal point of view ဖြစ်တယ်အဲ့ဒါကြောင့်မလို့စိတ်ရဲ့ feeling တွေဒီ relation နဲ့ပတ်သက်တဲ့ဟာတွေပဲ million ချီဘူးတဲ့ကျမ်းမာရေးဆိုမကြည့်ကြဘူးဟဲ့စာပေနဲ့ပတ်သက်ပြီးပြောမကြည့်ကြဘူး စိတ်ညစ်တယ်တက်လာငါဘာလုပ်ရမလဲကပြရမလားဂျွန်းထိုးပြရမလားပေါ့တခါလေကျရင်အဲ့လိုတောင်စိတ်ကူးပေါက်မိတယ်ကိုတကယ်ပြောချင်တာကဟိုဒီစာပေအကြောင်းလို့ကျမ်းမာရေးအကြောင်းအဲ့လိုမျိုးလေးပြောချင်တာပေါ့နော်အဲ့ဒီအကြောင်းတွေကျတော့ view ကနဲတယ်အဲ့ဒီအကြောင်းတွေကြည့်ကြည့်လိုက်ကြည့်ကြည့်လိုက်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပထမဆုံး1 million ချိသွားတဲ့အတွက်မန်တာပါတယ်ကိုကိုဟိုဘယ်လိုပြောမလဲအနည်းဆုံးတော့အဲ့1 million တဲမှာတဝက်လောက်ကတော့စိတ်ပျော်တဲ့ ဒီ awareness ကိုတော့သိသွားလိမ့်မယ် CPR ကိုဘယ်လိုမှန်မှန်လုပ်မလဲ heart rate နဲ့ပတ်သက်ပြီးတော့ဘာတွေသိထားရမလဲစောင့်ရှောင်းရနေသူတို့သိသွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ဟိုပြောရကြုံနဲ့တယ်လို့ခန်စားရတယ်တခါလေကျတော့အရင်တော့ဆိုရင်မြန်မာပြည်မှာဒီကျမ်းမာကြောင်းတွေပြောနေရတာဟိုပညာပေးဟာပြောနေရတာဟိုလူဖြစ်ဘယ်လိုပြောလဲပြောရကြုံမနှက်ဘူးလို့ခန်စားရတယ်လို့အဲ့လိုတောင်အဲ့လို feeling တောင်ဖြစ်ပါတယ်ဒါပေမဲ့ဒီဒီနေ့ကျမ်းမာကြီးနဲ့ပတ်သက်တဲ့ဟာလေးမီလန်ချီဝိုက်တော်ဝမ်းတာပါတယ်ဟိုကျမ်းမာကြီးဟို deliver မလုပ်နိုင်တော့လေပုံမှန်ပဲပြောတတ်တာဆိုတော့ဝမ်းတာပါတယ်